ဇာကတော့တကြည်ရွေအိုအဖိုးဘွားရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထိမ့်သိမ့်ဆောက်ရှောက်ပေးမဲ့တကူရှင်မှာအသက်ရွယ်ဦးမင်းလာတာနဲ့အမျှတဘာဝအတိုင်းချို့ရင်လာတဲ့အရာတွေထဲမှာဖြစ်လိဖြစ်တာအရှိဆုံးတစ်ခုကတော့အယိုးအစစ်တွေတန်မာရာယောနေလာမှုနဲ့အကြကနာဆိုသလိုလမ်းလျှောက်ရင်ချော်လဲတက်တာတွေပဲဖြစ်ပါတယ်။ဒါတွေကြောင့်မဲအယိုးအတာအယိုးချိုးတာတွေနဲ့ချော်လဲပြီးတော့ဥကောင်းတွေထိကိုင်းပြီလို့တတိမိမျောတာလိုမျိုးဆိုရတဲ့အခြေအနေတွေကိုကာကွယ်စေနိုင်မှုအတွက် တရုတ်နိုင်ငံကအခုလိုမျိုးတီထွင်မှုအစ်စ်လေးတခုကိုပြုလုပ်ခဲ့ပါတယ်။ဒါကဘာလဲဆိုရင်တော့အခုမြင်နေရတဲ့လိုမျိုး Fighter Vest လို့ခေါ်တဲ့အင်ဂျင်လေးကိုဝစ်ဆင်ထားလိုက်ရုံနဲ့အခက်မသိချော်ကြတာတွေဖြစ်တဲ့အခါလေထဲမှာဒီလိုမျိုးစီလီကွန်အကာအကွယ်လေးတွေထွက်ပေါ်လာပြီးတော့ဥကောင်းနေကွာခါယိုးလိုမျိုးနေရာတွေအတော်များကိုမထိခိုက်အောင်လို့ကာကွယ်ပေးလိုက်ပါတယ်။ဒါလေးကအခုနောက်ပိုင်းမှာအကြောကိုအသုံးဝင်လာပြီးတော့ဖုန်းတွေမှာတော့ပြုတ်ကြရင်မှန်မကွဲအောင်လို့အကာအကွယ်အနေနဲ့တက်ဆင်ကြပါတယ်။ အခုကြည့်နေတဲ့ပြည်သက်တို့ရဲ့အိမ်မှာလည်းအသက်အရွယ်ကြီးတဲ့အဘိုးအဘွားတွေရှိတယ်ဆိုရင်ဒီလို vest တွေတခုတော့ဝယ်ထားသင့်ပါတယ်နော်